။ဘယ်ကကျင်းတို့အားလုံးပဲမင်္ဂလာပါ။ဆလတ်တန်းကလည်းပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတွေကကုန်ကျစရိတ်အနေငယ်သာတိုးပြထားတဲ့ထိတ်တန်းဆလန်ကောင်ဆေးဝါးရှင်ကို YouTube တင်ဆက်ပေးပါပဲဖြစ်ပါတယ်။ဖက်စကားတွေ Triple S Strike ကတော့ကျွန်တော်လည်းဒီဒီဗီဒီယိုလေးဆုံးတဲ့အထိလိုက်ပါကြည့်ရှုအားပေးနိုင်ဖို့ဖိတ်ခေါ်ပါရစေ။နံပါတ်၁ Another Art 2017ကုန်ကျစရိတ်တသက်ဝန်းကျင်သာတိုးပြထားတဲ့ဒီဆလန်လေးက IMDb rating မှာဆိုလို့ရှိရင်တော့6.90ရရှိထားပြီးတော့ Rotten Tomatoes မှာဆိုရင်တော့ audience ကိုက70%ထိတောင်ရရှိထားတဲ့ drama sci-fi ဆက်လက်မျိုးစားလေးပဲဖြစ်ပါတယ်။အနန္တစကြာဝဠာကြီးတွေမှာကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးနဲ့ပုံစံတူတဲ့ parallel universe တစ်ခုရှိနေမယ်လို့တွေးမိဘူးပါလား။တကယ်လို့များအဲ့ဒီအပြိုင်ကမ္ဘာတစ်ခုကကျွန်တော်တို့မျက်စိရှိမှတကယ်ပဲပေါ်လာခဲ့မယ်ဆိုရင်တော့ဘာလို့ဆက်ဖြစ်မယ်ထင်လဲ။ ဒီစကားလေးပါတော့ကျွန်တော်တို့ကဘာနဲ့ပုံစံတူတယ်ကဘာတစ်ခုကိုတွေးမိပြီးတော့အကြီးကဲတွေကအဲ့ဒီကဘာနဲ့ဆက်သွယ်မှုကြိုးစားကြည့်တဲ့အခါမှာအော်ဘုံကောင်းအောင်မယ်ကဘာတစ်ခုကဆက်သွယ်နေတဲ့လူချင်းကအဆဆရရတူနေတာကိုသိလိုက်ရပါတယ်ကဘာနှစ်ကိုစတွေ့ရတဲ့နေ့မှာရိုဒါဆိုတဲ့သိပ္ပံထူးချွန်ကြောင်းသူတွေကကားအက်ဆီဒန့်ဖြစ်ပြီးတော့တစ်ဖက်ကားတွေကမိခင်နဲ့ကလေးချစ်သူကိုတေစီမိခဲ့ပါတယ် ဒီကားတိုင်းမှုကြောင့်ထောင်လေးနှစ်ကြာပြီးပြန်လည်လာတဲ့အချိန်မှာတဖက်ကနေနာသူလေယောက်ျား George ကိုတောင်းပန်မှုသွားခဲ့ပြီးမြေတကယ်တမ်းကျပြုံးထွက်ခဲ့တာကြောင့်အဲ့ဒီယောက်ျားရဲ့အိမ်မှာတန်ရှေးဟန်ဆောင်ပြီးတော့ကုနီလောက်ကင်ပေးခဲ့ပါတယ်။အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်ရင်းနှီးသွားကြပြီးတော့ချစ်မိသွားတယ်ဆိုပါတော့ဗျာ။ ဖြစ်ကျင်တော့ရူတာဟာကဘာနှစ်စီကိုသွားလေ့လာမယ်အာဂါသခီးထဲမှာပါဝင်ဝင်ရသွားခဲ့တယ်။အဲ့ဒီအချိန်မှာရူတာကဘာလို့ကြုံတရမယ်မသိသလိုသက်ဆွမ်းမခီးထဲဖြစ်တဲ့အတွက်ကဘာနှစ်ကိုသွားမလား၊ဂျီဂရမီမှာပဲဆက်နေရမလားဆိုပြီးတော့အချက်ရိုက်နေရပါတယ်။ဒါဖြင့်ဂျုံရဲ့စလီနက်ကလေးတေးရတာသူ့ကြောင့်ပါဆိုတဲ့အမှန်တရားကိုပြောပြဖို့အတွက်မှတ်တူဝင်ခဲ့ပါတယ်။ဂျုံနဲ့ပဲရူတာဟာကဘာနှစ်နဲ့ပတ်သက်တဲ့ theory တစ်ခုကိုသိလိုက်ရပြီးတော့ဆုံးမချက်တစ်ခုကိုချလိုက်ပါတယ်။ ီနေ့မှာဘယ်လိုနှက်ပြောင်းနေကြုံပြလာမလဲရူရာနဲ့ဂျွန်လေးရဲ့အချစ်စလိုက်ကတော့ဘယ်လိုမျိုးဆက်သိမ်းသွားမလဲကဘာတစ်နဲ့ကဘာနှစ်ဂျာကအရေးပါတဲ့ connection တစ်ခုကဘာဖြစ်မလဲဆိုတာတွေကိုတကယ်ချင်းတို့ကိုယ်တိုင်ပဲမိစမ်းကြည့်ဖို့အကြံပြုချင်ပါတယ်ဒါကြောင့်မဲတကယ်ချင်းတို့မိစမ်းကြည့်ဖို့ထိုက်တယ်လေအသုံးစိတ်နေခဲ့တာတော့ပြထားတဲ့ထိုက်တန်းဆက်လက်ကိုဆေဖို့စီရဲ့ limit စီလဲကနေ YouTube တစ်ဆက်ပြထားပါတယ်နံပါတ်9 10 Cloverfield Lane 2006 ထုတ်လို့ရကုန်ကြစိနေတဲ့စကားသံဝန်ကျင်သာ Double Trial Design လေးက IMDb Rating မှာဆိုလို့ရှိရင်တော့7.2တိရရှိထားပြီးတော့ Rotten Tomato ကဆိုရင်တော့ Audience View က90%တိရရှိထားတယ်။ဆက်လန်ကုန်လေးတစ်ခုပဲဖြစ်ပါတယ်။စကလုံးတွေကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့နေရည်ပင်ကိုသူမနေတဲ့ Apartment ခန်းလေးကနေတမ်းမြင်နေရတယ်။ဒါပေမဲ့သူမကတော့ထိုရှုပင်းလေးကိုခန်းစားဖို့လုံးဝကိုစိတ်ဝင်စားတာပါ။ကြီးဆောင်အိတ်ချိတ်ကိုဝတ်စားချိုးကိုခက်မြတ်တွတ်ထည့်နေတယ်။ အဲ့ဒီတော့ကြံပြာပြာထုတ်ပိုးပြီးခီးဆောင်အိတ်ကိုဆွဲပြီးခဲလေးကထွက်သွားတော့စပွဲပေါ်မှာတိတ်ထားခဲ့တာကစစ်စစ်လက်စွပ်ဒါမှမဟုတ်လက်ထက်လက်စွပ်တခွေနဲ့အင်းတော်တစ်ချောင်းဒီစကားလေးက small movie ဆိုတဲ့အတိုင်းပဲပါဝင်တဲ့စက်ကောင်အရှိတော်ကလည်း၃ယောက်ပဲရှိတာပါပေါက်ကွဲဆိုတဲ့သူရဲ့ Michelle ဆိုတဲ့သူရဲ့ Emmett ဆိုတဲ့သူရဲ့ဒီစတဲ့ထဲမှာတော့အဓိကစက်ကောင်က Hawkwell နဲ့ Michelle ဖြစ်ပြီးတော့ Emmett ကတော့ Banker ထဲမှာရောက်နေတဲ့သူပဲဖြစ်ပါတယ် Hawkwell နဲ့ Michelle ကဒီစတဲ့ရဲ့အဓိကစက်ဆောင်ဆိုရင် Emmett ဆိုတဲ့သူက သူတို့မြောက်ကိုချိတ်ဆက်ပေးမဲ့သူပဲဖြစ်ပါတယ်။ဒီစကားထဲမှာပါဝင်ထားတဲ့သီယုဆောင်းနိုင်ကလူပိုမရှိကွက်တီကိုအမှန်ပညာသီယုဆောင်းနိုင်ပြီးတော့ကျွန်တော်အကြိုက်ဆုံးသီယုဆောင်းကိုပြောပါဆိုရင်နယူးဇီလန်နဲ့မှာသီယုဆောင်းထားတဲ့မီရှယ်ညာမှာသီယုဆောင်းထားတဲ့မင်းသမီး Mary Elizabeth Winstead ပဲဖြစ်ပါတယ်။အဲဒီမင်းသမီးကိုဒီလိုဆက်ကောက်မျိုးနဲ့ပဲ The Teen ဆိုတဲ့ဇာတ်လမ်းမျိုးမှာလည်းရင်းပြနိုင်ပါတယ်။ဒီဇာတ်ကသူ့ရဲ့ဒုတိယမြောက်ဇာတ်ဖြစ်ပြီးတော့ Mary Elizabeth Winstead ကတဲ့ဟိမိုးလက်ဆောင်ရဲ့ဒီနေ့ကိုအရင်ကလိုက်ခတ်လွန်တာပါ။ပြီးတော့သူမရဲ့မျိုးလုံးတွေမှာ ဘယ်လိုမျိုးခွင့်ရရသည်ဖြစ်စေရရင်ရသလိုယူမယ်လို့ကြိုးပမ်းနေတဲ့အရေးအောင်တွေကိုမြဲစေရင်တွေ့ရတတ်ပါတယ်။ထုံးစံတိုင်းပဲဒီဆက်ကားမှာလည်းသူမရဲ့ဂျာတွေအမြင်နဲ့ပဲရကူထားတာဖြစ်ပါတယ်။အခွင့်အရေးကိုရရင်ရသလိုယူမယ်လို့ကြံစည်နေတဲ့သူမကဒီဆက်ကားထဲမှာရောတကယ်ပဲအခွင့်အရေးတွေယူနိုင်ခဲ့ရလား။အောင်မင်းကလာကြာရှုံးကလာဆိုတာကိုတော့တကယ်ကြီးလို့ကိုယ်တိုင်ပဲတီရှူပြီးတော့ဆုံးမကြီးကိုကြံပေးကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇက်ကားလေးအကြောင်းကိုနည်းနည်းပဲတည်လေဒီဇက်ကားကိုကြည့်တဲ့အခါဒီဇက်ကားကအဲ့မြောက်တော့ကောင်းတယ်ဆိုတော့တကယ်ကြီးလို့ကိုယ်တိုင်ပြည်စီကြလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မဲတကယ်ကျင်းတို့မီဆန်ကြည့်တဲ့သုံးစီနင်းခဲ့တာအတိုးပြုထားတဲ့ Titan Slang of Sewu Sin ရဲ့နံပါတ်9နေရာကနေရွေးထုတ်တင်ဆက်ပေးထားပါတယ်။နံပါတ်10 District 9 2009ထောက်လို့ရေးကုန်ကြစည်အနေနဲ့တန်း30ဝန်းကျင်သာကွန်ပျူတာပြစ်စလန်လေးက IMDb Rating မှာဆိုလို့ရှိရင်တော့80%တောင်ရရှိခဲ့ပြီးတော့ Britain Tomato မှာဆိုရင်လည်း Audience ကက90%တောင်ရရှိထားတဲ့ Slang ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီ Slang လေးကတခြားကြိုသားကားတွေနဲ့လုံးဝမတူဘဲနဲ့ကွဲထွက်နေတဲ့ Slang မျိုးလေးဖြစ်ပါတယ်။ ကျွန်တော်တို့အစပိုင်းလေးကိုကြည့်မယ်ဆိုရင်ဒီဇလန်ကပြင်မှုကောင်းတဲ့ထင်ရပေမဲ့15မိနစ်ကျော်လောက်ကြီးကိုစိတ်ရှိရှိနဲ့ကြည့်မယ်ဆိုရင်တော့တကယ်ချင်းကိုထိုင်ရမထပ်စပက်ကိုသွားနိုင်မယ်ဂျူသားဇလန်ကတို့ပဲဖြစ်ပါတယ်ဇလန်ချင်းကိုပြောမယ်ဆိုရင်ဂျူသားရိယာကဘာပေါ်ကိုသူရဲ့အာဂန်တရင်တို့ပုချူရင်းပြီးတော့ရောက်ရှိလာတာပါတောင်အာဖရိကမှာရှိတဲ့မျိုးတမျိုးရဲ့ကောင်းဝင်ပေါ်မှာအချိန်အတော်ကြာလှုပ်ရှားမှုမရှိဘဲနဲ့ရပ်တန့်နေခဲ့ပါတယ်။ဒါကြောင့်လူသားတွေကိုရှေ့တဲကိုဖောက်ထရင်ဝင်ရောက်ပြီးတော့စစ်ဆေးဖို့ဆေးလို့ကြတယ်။အဲ့ဒီမှာတော့အစာရေစာငတ်မွနေတဲ့ဂျူသားတွေအများကြီးကိုတွေ့ခဲ့ရပါတယ်။ သုံးသက်ချက်တွေကအခုတွေ့ရတဲ့ကြိုသားတွေကလုံသားမျိုးစားတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ကောင်းဆောင်ကြိုသားတွေကတော့ထူးဆန်းစွာနဲ့ပျောက်ဆုံးနေကြပါတယ်။အဲ့လိုနဲ့ပဲသူတို့ကိုခိုးလုံမျိုးပြုခဲ့တာမိ20ကျော်တော့ကြာသွားခဲ့တဲ့နောက်သူရဲ့ရွှေတော်ကလည်းတန်းနဲ့ချီပြီးတော့ရှိလာပါတယ်။ဒေသခံလူတွေလည်းခဏခဏပြိပခါတွေဖြစ်ကြတာပေါ့ဗျာ။ခြေသားတွေပုံစံကလည်းလူတွေနဲ့တက်အောင်ပေါင်းတင်နေကြအောင်သူတို့ဘာသာစားစရာမရှိဘူး။မိုက်ပုံကနေရှာစားကြတယ်။ပြီးတော့ကြောင်စာသူတို့ကအရန်ကြိုက်တယ်။လူတွေနဲ့နားလဲအောင်တော့စကားပြောတတ်ကြပါတယ်။ဒါပေမဲ့သူတို့ကိုကြည့်ရတာလူတစ်ပါးကိုလုံးဝကိုနားမလည်တဲ့ပုံစံမျိုးပါ။ နောက်ဆုံးလူတွေရဲ့နားမှာထားလို့ဖြစ်တော်တဲ့အတွက်သူတို့ကိုလူတွေနဲ့ဝေးရကိုပို့ဖို့လှုပ်ကြရတာပေါ့ဗျာအဲ့ဒါကို MNU ဆိုတဲ့အဖွဲ့အစည်းကတာဝန်ယူထားတယ်ဂီဇကာရဲ့အဓိကဆက်ကောင်ဖြစ်တဲ့ Wickets Vandimawe ဆိုတဲ့သူက MNU ကအရာရှိတယောက်ဖြစ်ပါတယ်သူကကျူသားတွေကိုတအိဝင်တအိထရပ်ကြောင်းရွှေ့ကြတဲ့ဘာလို့လက်မှတ်ထိုးအတွက်တာဝန်ယူရတဲ့သူပါအဲ့လူကလည်းနည်းနည်းဦးကြောင်ကြားနိုင်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဒီလိုနဲ့စင်းလိုက်ကောက်ရင်းနဲ့ကျူသားမိသားစုတွေစုစီကိုရောက်လာတယ်။အဲ့ဒီမိသားစုကကဘာကတွေထပ်သွားနိုင်အောင်ကြံနေကြတယ်။ချားကုန်တွေထက်နည်းနည်းငြိမ်နေတယ်လို့ပြောလို့ရပါတယ်။ တို့ကအာဂါသရှင်ကိုအသက်သင်ဖို့အတွက်လောင်စာရေတွေကိုနှစ်20လောက်ချိန်ပြီးတော့ကြိုရှာကားကြတာပါချစ်ကျွန်တော်ဝီကက်စ်ကအဲ့ဒီလောင်စာဘူးကိုပြေးသွားပြီးတော့သူ့ရဲ့နမောနမဲနိုင်မှုကြောင့်ပဲအဲ့ဒီရေအနေငယ်ကသူ့ရဲ့မျက်နှာကိုပတ်မိသလိုဖြစ်သွားတယ်အဲ့ဒီမှာပဲဆက်လိုက်ကစတင်တော့တာပဲဒီစကားလေးကဘာကြောင့်ကြည့်တယ်လဲဆိုရင်လူစိတ်တပါပါကိုပပလီထင်းရပေးထားတဲ့ဆက်လိုက်ကဖြစ်နေလို့ပါပဲအဲ့ဒီချက်ကပဲပရိသတ်ကြီးကိုတိုက်ရိုက်ကိုထိစေခဲ့တာပါ ပြီးတော့လူစုရာကကိုနဲ့မတူရင်မုန်းတယ်မကြိုက်ဘူးကန့်ကွက်မယ်ဒါပေမဲ့နောက်ပိုင်းဂျူသားတွေကြောင့် weekend နဲ့အတီတိလာတဲ့အခါသူတို့ကိုပို့ပြီးတော့နားလိုက်လာမယ်သူတို့ကယူသားတယ်လူသားတွေဆိုတာကသူတို့ကလူတွေလို့မကောက်ချင်ဘူးရှန်တော့လူတွေအခါလီမာတော့သူတို့ကစိတ်ထဲရှိရှိတွေလှုပ်ချရတာပဲအဲ့ပို့ပြီးတော့ကောင်းတယ်တေချာတစ်ခုကတော့ဒီဇကားထဲမှာအခုကျွန်တော်ပြောသားတော်တွေထဲတွေးစရာတွေအများကြီးပါဝင်နေပါသေးတယ်။ဂျူသားကရီကစကားကောင်းလေးဘာကရှိတယ်နေမင်းဒီတက်ရှစ်တိုင်းဆွဲစကားလေးကခေဆိုးကနေပြင်းပြင်းပြီးပဲစကားပုံစံမျိုးပဲဖြစ်ပါတယ်။ ။အားလုံးပဲတငယ်ချင်းတို့မီဆန်ကြည့်ခင်းနဲ့သုံးစီအနေနဲ့သာအတိုးပြူထားတဲ့ထိုက်တန်းဆလိုက်ကောင်ဆေဘိုစီရဲ့နံပါတ်၈နဲ့ကနေရထုတ်တက်ဆက်ပြထားပါရစေ။နံပါတ်9 The Invitation 2015ထုတ်လို့ရကုန်ကြစီဒေါ်လာတစ်သန်းဝန်းကျင်သာအတိုးပြူထားတဲ့ဒီဇင်လေးကဟေးဝက်သေးကိုဆလန်ကောင်တပုတ်ဝဲဖြစ်ပါတယ်။ဒီစကားလေးချက်မှာတော့ world net us ni ဖြစ်သူ qr ရုပ်မြောက်က world net ဇမီဟောက်ဖြစ်တဲ့ eden နဲ့သူ့ရဲ့ cameron david ရဲ့ data server ကိုတွားကြပါတယ် ဒါပေမဲ့ဝဲလ်ကအဲ့ဒီအိမ်မှာရှိခဲ့တဲ့အတိတ်ကအဖြစ်အပျက်တွေကိုမမေ့နိုင်သေးတဲ့အဖြစ်အီတန်နဲ့ဒေးဗစ်တို့ရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုလည်းစတင်ပြီးတော့တန်လျောက်ဝင်လာခဲ့ပါတယ်။ဝဲလ်တန်လျောက်ဝင်နေသလိုပဲသူတို့မှာဘယ်လိုမျိုးမျိုးဝတ်ချက်တွေရှိနေမလဲ။သူတို့ရဲ့အတိတ်မှာဘယ်လိုဖြစ်စိုးတွေကြုံတွေ့ရရလဲဆိုတာတွေကိုသက်ဝက်များစွာနဲ့တည်ထိပ်မှုဆက်ဆံကိုကြည့်ရှုခန်းစားမယ်ပုံစံမျိုးပဲဖြစ်ပါတယ်။ဒီဝတ်တဲ့ဟိုဇလန်းလေးကမှစနေတက်ကြရတကယ်ချင်းလို့ဆိုရင်တော့ဒီဇလန်းလေးကလိုဘတ်ဂျက်ဆိုပေမဲ့ကြည့်လို့အတော်လေးကိုကောင်းပုံနဲ့ဇလန်းနဲ့ပါပါဝင်တဲ့ဇလန်းမျိုးဖြစ်ပါတယ် ဒါကြောင့်မယ်တငယ်ချင်းတို့မြည်ဆက်ကြည့်တဲ့အသုံးစိနေခဲ့တာတိုးပြထားတဲ့ထက်ကန်ဆလက်ကောင်စေဘူစေရဲ့နံပါတ်9နဲ့ကနေ YouTube တင်ဆက်ပေးထားပါတယ်နံပါတ်6 Porsche 2016ထုတ်လို့ရကိုကြားစေးအနေနဲ့ဒေါ်လာတန်းဝန်းကျင်သာသုံးပြထားတဲ့ဒီဇယ်ကားလေးက IMDb Ready မှာ solution တော့6.6အထိတောင်ရရှိခဲ့တဲ့ဇလံကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Mandy ဆိုတဲ့သူတယောက်ရှိတယ်။သူက size ဆီယာမတယောက်ဖြစ်ပြီးတနေ့မှာတော့ Dodge တစ်ခုကို size ဖို့အတွက်ရောက်လာခဲ့ပါတယ်။ process ဆိုတော့အင်္ဂလိပ်တွေတော့ရှိတယ်ဒါပေမဲ့အလန့်တော့ဝေးတာပေါ့မယ်ဒီဆိုသူကငငယ်ကယောဂတခုကြောင်းနားမကျနိုင်လို့ပဲနေစကားလည်းပြောဖို့ခက်ခဲပါခဲ့ပါတယ်သူစာရေးလို့ရတဲ့စာမုံကားတွေကိုလည်းစိုးရနားမကျဆောက်ရှောက်ရေးကိရာတွေမှာကုညီပေးနေတဲ့သူလည်းဖြစ်ပါတယ်အဲ့လိုလည်းပဲတောဆက်ထဲကအင်းလေးထဲမှာသူမတယောက်တည်းဆိုပေမဲ့သူမတယောက်တည်းတော့မဟုတ်ခဲ့ပါဘူးလက်ဆက်တက်တဲ့သူကသမားတယောက်ကသူ့ဘာကိုစောင့်ကြည့်နေတာပါသူမလို့စိုးရနားမကျသူတယောက်တည်းကရန်သူနဲ့ရင်ဆိုင်ရတဲ့ခါရန်သူလှရှားဖို့ကိုလည်းမကြားနိုင်ဘူးအကူညီတော်တော့ကလည်းအတန်မထွက်နိုင်လို့ဆိုတော့ အားနည်းတဲ့မိမသားဆိုပေမဲ့လည်းပြည်ပကလည်းလုံးဝကိုမလွယ်ဘူးလားတဲ့အနေအထားမျိုးတောထဲမှာလူကလည်းတိတ်မရှိတော့ရက်ဆက်တဲ့လူသက်သမားရဲ့သနာစရာဖြစ်မှဖြစ်သွားခဲ့တာပါဒီတော့ရက်ဆက်တဲ့လူသက်သမားနဲ့ဖြတ်တွင်းရန်ကောင်းတဲ့စာရေးဆရာမလီရိုရဲ့ပြည့်စုံမှုမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကိုသဲထိတ်မှုဆက်ဆက်စိတ်ဝင်စားနေကိုကြည့်ရှုခန်းစားမှာဖြစ်ပါတယ်ဒါကြောင့်မယ့်တကယ်ချင်းတို့မီဆန်ကြည့်တဲ့နယ်အသုံးစီအနေနဲ့သာတုံ့ပြန်ထားတဲ့ထိတ်တန့်ဆက်လက်ကောင်းဆေးဝါးစီရဲ့နံပါတ်6ရာကနေရီထုတ်တဆပ်ပေးထားပါတယ်နံပါတ်က Blue Ruin 2014 ထုတ်လွှင့်ကုန်ကြမ်းဆေးအနေနဲ့ဒေါ်လာ၄သိန်း၂သောင်းဝန်းကျင်သာတုံ့ပြန်ခဲ့တဲ့ဒီဇလန်လေးက IMDb Rating မှာဆလုံးရှင်တော့7.1အထိရရှိခဲ့ဇလန်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Dwight Evans ဆိုတဲ့လူတစ်ယောက်ရှိတယ်။သူက engineer မဲ့တစ်ယောက်ဖြစ်ပြီးတော့စုံပြစ်အပိုက်တွေကနေရှာဖွေစားတော့ပြီးတော့သူပိုင်တဲ့ကားလေးပေါ်မှာပဲအိတ်လိရှိပါတယ်။ဒီလိုကားတစ်စီးနဲ့လမ်းမတွေပေါ်မှာလှည့်လည်နေထိုင်နေတဲ့ဒီနေ့မှာတော့ရဲမင်းတစ်ယောက်ကသူ့စီကိုကလေးစိုးတစ်ခုယူဆောင်ပြီးတော့ရောက်ချလာခဲ့ပါတယ်။ ဲ့ဒါကတော့လူခဲ့နှစ်20တုန်းက Time Fever တွေကိုတက်ခဲလူသက်သမား Wade Cleland လွန်မြောက်လာရမယ်ဆိုတာပဲဖြစ်ပါတယ်။အဲ့ဒီသတင်းကိုကြားကြားချင်းပဲ Drake က Cleland ရဲ့နေရာစီကိုတနက်ပါရွှေပြီးတော့လိုက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘာလို့ဆက်ဖြစ်လာမလဲဆိုတာတွေကိုစိတ်ဝင်စားနေကိုကြည့်ရှုခန်းစားအောင်ပါပါ။ဒီစကားလေးကပုဂွင့်ရုပ်ရှင် Super 5ဆုကိုရရှိခဲ့ပြီးတော့ IMDb မှာရော Rotten Tomatoes မှာရောအကောင်းဆုံးအနေထားမှာရှိခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ crime scene တွေပေါ်မှာကျန်တဲ့တဲ့တွေဆိုလို့ရှင်တော့ design လေးကလုံးဝကြည့်လို့ကောင်းနေမှာသိကြပါတယ်။ဒါကြောင့်ပဲတကယ်ကြီးလို့မီဆန်ကြည့်တဲ့အသုံးစိတ်အနေနဲ့သာတုံးပြထားတဲ့ထိတ်တန့်ဇလန်ကောင်းဆဲဖို့ဆိုရဲနံပါတ်9လံကလည်းရွေးထုတ်တင်ဆက်ပေးထားပါတယ်။နံပါတ်4 Prima 2004ထုတ်လို့ကိုကြစည်းအနေနဲ့ဒေါ်လာ8000ဝန်းကျင်သာတုံးပြထားတဲ့ဒီဇာကားလေးကအမိုင်းတစ်လျှောက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ budget အနည်းဆုံးတုံးပြထားတဲ့ဇလန်ပစ္စည်းဝင်နေမှာသိကြပါတယ်။ ပြီးတော့ဒီဇလန်လေးက IMDb Ready အနေနဲ့ဆိုလို့ရှိရင်တော့7.8ဂျီဂါမရှိထားတဲ့ဇလန်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။အင်ဂျင်နီယာတငယ်ချင်း၄ယောက်ကလုပ်ငန်းတစ်ခုမှာအတူတူလုပ်ကိုင်နေရရှိနေပြီးတော့လုပ်ငန်းပြင်ပအားတဲ့ချိန်လေးမှာငယ်ချင်းတယောက်ရဲ့ကိုယ်တော်လေးထဲမှာကိုပိုင်တီထွေမှုလေးတစ်ခုကိုလုပ်နေကြတာပါ။ အင်ဂျင်နီယာဆိုတော့ခက်ခဲပြဿနာပေါင်းများစွာကိုကြုံဖြတ်ခင်းပြီးတော့နောက်မှာတော့သူတို့တည်ဆွေနေတဲ့ set ပစ္စည်းလေးကတစ်ခုခုထပ်ပို့ပြီးတော့ထူးခြားတာလွန်နေတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒီ၄ယောက်ထဲကဒီကျဲမူလာပန်ရှင်ကိုပြောပါမယ်။တကယ်ချင်း၄ယောက်ကဒါကိုတခြားလူတွေမသိအောင်လူဝတ်ဆန်တက်ချပြီးတော့ကြောက်ရွံ့ကြည့်မှုအပေါ်တယောက်ကမိကုန်းထုတ်စရာတွေဖြစ်လာခဲ့ပြီးနောက်မှာတော့ဘာလို့ဆက်ဖြစ်လာမလဲဆိုတာတွေကိုစိတ်ဝင်စားနေကို issue ခံစားမှာပဲဖြစ်ပါတယ်။ ဒီစကားလေးကသိပ္ပံအင်ဂျင်နီယာအတောင်းကိုဦးစားပေးရခဲ့တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့်တကယ်ချင်းလို့မြေဆန်ကြည့်တဲ့အသုံးစိအနေဆုံးသုံးပြုထားတဲ့ထိုက်တဲ့ဇာတ်လမ်းကောင်းစေဖို့စီရင်နံပါတ်၄နဲ့ကနေရေးထုတ်ပြဆက်ပေးထားပါသေး။နံပါတ်3 X Machina 2015ကိုကြာစီ15သန်းဆွဆွလာသုံးပြုထားတဲ့ဒီဇိုင်းလေးက IMDb Rating မှာဆိုလို့ရှိရင်တော့7.7ထိရောက်ရရှိထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကမ္ဘာကြီးဆုံး international ကိုရေးကုမ္ပဏီမှာလလုတ်ကိုင်နေတဲ့16နှစ်အရွယ်ရှိတဲ့ programmer Galaxy ရဲ့ဖြစ်ပါတယ်။ သူ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့သူနေသန်တိဆောက်နေတဲ့ Eva မြေရှိရဲ့စွမ်းဆောင်ရည်မြေအသိဉာဏ်သူ၃ဆယ်ကိုစစ်ဆေးပေးဖို့ရန်အတွက်မဲနဲ့ရွေးချယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။စစ်ဆေးခြင်းတွေကိုလုပ်နေခြင်းနဲ့ပဲ CEO ဖြစ်သူနေသန်ရဲ့ပုံမှန်နဲ့အပြုအမူတွေ Eva ရဲ့တာမထက်ထူးခြားတဲ့အပြုအမူတွေကကဲလက်ကိုတင်မမထားတဲ့လှပြောင်းတွေကိုဖြစ်ပေါ်စေခဲ့တယ်။အဲဒီနောက်မှာတော့စစ်ဆေးခံရတဲ့သူက Eva လားသူကိုယ်ရင်လားဆိုတော့မခွဲခြားနိုင်တော့တဲ့အခါမှာတော့ဘာရစ်ဆက်ဖြစ်လာပလဲ။ ဒီဇလန်လေးကစိတ်ဝင်စားဖို့ကောင်းပြီးတော့ artificial intelligence ကိုအဓိကဦးစားပေးလိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပြီးတော့အမှန်တကယ်လည်းကြည့်လို့ကောင်းမွန်တဲ့ဇလန်ကောင်းတဲ့ပုံပဲဖြစ်ပါတယ်။ဒါကြောင့်မယ်တကယ်ကြီးတို့မြေဆန်းကြည့်တဲ့နဲ့ကုန်းစီနေခဲ့တာတိုးပြီးထိုင်ထိုက်တန်းဇလန်ကောင်းစေဖို့စီရင်နံပါတ်3တဲ့ကနေဝေးထုတ်တက်ဆက်ပေးထားပါတယ်။နံပါတ်4 moon နှောင်းကိုကုန်ကြစီ၅သန်းဝင်းကျင်တာအတော်ပြည့်ခဲ့ဒီဇကားလေးက IMDB မှာ solution တော့ ready နေတဲ့7.6တောင်ရရှိခဲ့တဲ့ဇလန်ကောင်းလေးပဲဖြစ်ပါတယ်။ ကဘာကြီးကဖွံ့ဖြိုးတိုးတက်လာတဲ့အမျှလစီကနေနေရတဲ့ဘာဝစွမ်းအင်တွေကိုတူးဖော်ပြီးတော့စွမ်းအင်လိုအပ်ချက်ရဲ့80%အရင်းတို့ဖြည့်ဆည်းပေးတဲ့အနေမျိုးဖြစ်ပါတယ်။အဲဒီလိုတူးဖော်ဖို့အတွက်သုံးနေတာစာချုပ်နဲ့လကဘာပေါ်ကိုအကားရင်မှုတွေကိုဆေးလွှတ်လေ့ရှိပါတယ်။ sample ဆိုတဲ့သူကတော့အဲ့ထဲကတယောက်ပါဝင်မှုဖြစ်ပါတယ်။ဆက်လေဂျိုလူကပြတ်နေရကြောင်းသူဟာစနီးတဲ့သမီးလေးကိုလည်းတရရဲ့ဆက်သွယ်လို့မရဘဲနဲ့သုံးနေနေပါတကူတဲ့အထီးကျန်စွာဖြတ်သန်းခဲ့ရပါတယ်။သုံးနှစ်ပြည့်ခံဒီခါမှာတော့ဆက်ချွေးမှုတစ်ခုနဲ့အတူသူနဲ့တပုံစံနဲ့တူရဲ့လူတယောက်ကိုရှာတွေ့လာတဲ့ခါမှာတော့ဘာလို့ဆက်ဖြစ်လာမလဲ။ တကူရဲနေလာတာကြာပြီးဖြစ်တဲ့အတွက်သူစိတ်ကပဲထင်အောင်ထင်မှားတွေဖြစ်နေရလားဒါမှမဟုတ်တစုံတရာ၆ပဲလားဆိုတာတွေကတော့လူစလန်ထဲမှာစိတ်ဝင်စားပွဲတိရှိခံစားမှာပဲဖြစ်ပါတယ်ဒါကြောင့်မယ်တကယ်ကြီးကိုမီဆန်ကြည့်တယ်နဲ့အတုံးစီအနည်းငယ်သာတော်ပြထားတဲ့ခိတ္တဆလန်ဆေဟိုစီရဲ့နံပါတ်1နေရာကနေရွေးထုတ်ပြဆက်ပေးထားပါတယ်။နံပါတ်2 Whiplash 2014ဒီဇကားလေးက quality ရှိတဲ့ဇကားတကဖြစ်ပြီးတော့ဒီဇလန်အတွက်အတုံးစီအနည်းငယ်ဆိုရင်တော့3.3တန်တာတော်ပြခဲ့တာဖြစ်ပါတယ်။ ပြီးတော့ဒီဇယ်လန်မှာတူးကြတာကဒီဇယ်လန် IMDb rating ကလည်းတော်လေးကိုမြင့်မားနေတာပါ low budget ဆိုပေမဲ့ဒီဇယ်ကားလေးကအရင်က quality ရှိတဲ့ဇာတ်ကားတွေမှာပါဝင်တဲ့ဇာတ်လမ်းညွန်လေးဖြစ်ပါတယ်ဒီဇယ်လန်လေးကြောင့်ကိုစရမယ်ဆိုရင်ဒီဇယ်လန်လေးက jazz music ထဲက drama ကောင်းလေးတယောက်ကြောင့်ကိုရိုက်ပြထားတာပဲဖြစ်ပါတယ်ပြင်ရချင်းတော့မသိဘူးလားကျွန်တော်ကတော့ jazz music နဲ့တော်လေးစိတ်လွတ်ပါတယ်ဒါပေမဲ့ဒီကားတွေမှာတော့ miles della ရဲ့အမူအရာတွေက drum ကြီးရဲ့ပုံရိပ်ကြောက်လား jiggy sample အပပြင်ထန်လို့လဲ hand band တွေကြောက်လား ဒီဘက်တစ်ခုလုံးရဲ့အတန်လွှဲကြောက်လာမသိပဲနဲ့ jazz guitar အမျိုးအစားထဲမှာ live ပါစီးမြှောက်လို့ကောင်းခဲ့ပါတယ်။ဒီစကားကကြော်ကြားရဲ့ drama တမဖြစ်အောင်ကြိုးစားနေတဲ့ကောင်းလေးယောက်အကြောင်းကိုလည်းပြထားတာပါ။ကျောင်းသလောက်ဆိုရင်တော့ Turi Reality ခတ်တဲ့သူတွေကိုရုပ်ရှင်ရိုက်တဲ့နေရာမှာ Piano သမား၊ Guitar သမားတွေကပြဿနာသိမရှိဘူးလို့သိထားပါတယ်။ဘာဖြစ်လဲဆိုတော့ဒီဘက်တွေကိုပြရတဲ့နေရာမှာ Junior တွေကိုအစားထိုးဖို့လည်းဘူးလို့ပဲဖြစ်ပါတယ်။ Grand သမားတွေကျတော့အဲ့လိုမျိုး view ကိုပြဖို့အတွက်မလွယ်ကူလို့လည်းသိထားပါတယ်။ ဒီစကားရဲ့အဓိကသီယုဆောင်ဖြစ်တဲ့ Miles Teller ကတော့သူ့ကိုယ်ရယ်ပဲတိခတ်ခဲ့တာပါသူကစကားတင်သားရွေတွေက Trend တိခတ်ခဲ့တယ်လို့ပေါ်ပြထားပါတယ်ပြီးတော့ဒီကားအတွက်ဂျူဒင်ပြင်ဆင်မှုဖြစ်တနည်းကို၄တိုင်ဒေးချင်းခဲ့တယ်လို့လည်းသိရပါတယ် Brady ညစ်နေတာကလည်းကားချောင်းပဲဖြစ်ပါလိမ့်မယ် Channel Zealand Empire အကြောင်းအရာတွေကတော့ကျွန်တော်မပြောပြတော့ဘူးဖြစ်လို့ဆို Spoiler ဖြစ်သွားမှာဆိုတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မယ်တကယ်ချင်းတော့မီဆန်ကြည့်တဲ့အဆက်အနည်းဆုံးတုံးထားတဲ့ထိတ်တန့် Zealand Sebo စီးရဲ့နံပါတ်1တွေကနေရေးထုတ်တင်ဆက်ပေးထားပါတယ်။ အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအပ်ပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်ဗျာဗီဒီယိုလေးကကြောင်းရတွေကိုနှစ်သက်တယ်ဆိုရင်တော့ like share subscribe comment လေးနဲ့အတူ notification ခေါင်းလေးကိုလိုက်ထားပြီးတော့အဆောက်မြောအားပေးလိုက်ပါတယ်တကယ်ကျေးဇူးအားလုံးပဲကျွန်တော်တို့မှာ Galaxy စုတွေ့ကြတာပါ